အောင်ပွဲခံမိအမှန်တရားနေ့စဉ်ခွန်အားမှကြိုးဆိုလိုက်ပါတယ်မေလရှိရနေ့ခေါင်းစဉ်အသွင်ပြောင်းမှုနှစ်ခုဂလာတိ9ငယ်22မှာဝိညာဉ်ပကတိ အကျိုးဟုမူကားချစ်ခြင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းစိတ်ရှိခြင်းကျေးဇူးပြုခြင်းကောင်းမြတ်ခြင်းတစ္ဆာဆောင်ခြင်းနူးညံ့သိမ်မွေ့ခြင်း ကာမဂုံချုပ်တီးခြင်းပေသည်ထိုလိုသောအချင်းကိုအဘယ်တရားမြမမြတာလို့ရေးထားပါတယ်ဒုတိယကဘာစစ်အပြီးမှာလီဝစ်ဇမ်ပီရီနီကအင်ကိုပြန်လာခဲ့ပါတယ်1963ခုနှစ်အမေရိကန်ပြည်ထောင်စုမှာကျင်းပခဲ့တဲ့အိုလံပစ်ပွဲမှာသူဟာအပြေးသမားတဦးဖြစ်ပါဝင်ခဲ့ပြီးမှစစ်ပွဲမှာတော့ဘုံကျဲတိုက်ခိုက်သူ ဖြစ်လာပါတယ် သူ့ရဲ့လေရင်ဖိစဖြစ်တမုံတရားတွင်ထဲမှာပြက်ကြပြီးတော့အသက်ကဖောင်ပေါ်မှာ46ရက်ကြာမျောလာပြီးတော့အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ဒါပေမဲ့ဂျပန်တွေရဲ့ဖမ်းဆီးခြင်းကိုတော့ခံခဲ့လိုက်ရပါတယ်။ဇမ်ဘရီနီကသူ့ကိုဖမ်းဆီးထားတဲ့လူတွေရဲ့ရက်ဆက်ကြမ်းကြုတ်စွာဆက်ဆံခဲ့တဲ့နင်ပါနှိမ့်ဆက်ခဲ့တဲ့အရာကနေနောက်ဆုံးမှာတော့လွတ်မြောက်လာခဲ့ပါတယ်။ သူပြန်လာပြီးတဲ့နောက်မှာတော့အေးအေးလူလူအိမ်ထောင်ကျခဲ့တယ်ကလေးနှစ်ယောက်လည်းထွန်းကားခဲ့ပါတယ်ဒါမဲ့သူထောင်သွင်းကျင်းကြခံစဉ်တုန်းကသူ့ကိုနှိပ်စက်ညှဉ်းပန်းခဲ့တဲ့စိတ်ဒဏ်ရာတွေကြောင့်အဲ့ဓာရီရော့ပါလာအောင်လို့သူအရက်နဲ့ဖြည်ဖြည်ပြီးတော့သူအရက်တောက်ခဲ့ပြီးတော့အရက်ကျုံလုံးလုံးဖြစ်လာပါတယ်သူ့အိမ်ထောင်ဘဝကစိတ်ပြက်လက်ပြက်ဖြစ်လာတဲ့အခါမှာ ဇမ်ဘရီယက်သူ့ရဲ့ဇနီးစင်တီယာက1946ခုနှစ်မှာကျင်းပတဲ့လော့စ်အိန်ဂျလစ်မှာကျင်းပတဲ့ဘီလီဂရဟမ်ရဲ့တရားပွဲကိုတက်ဖို့အတွက် သူ့အမျိုးသားကိုနောက်ဆုံးမှာတောင်းဆိုခဲ့ပါတယ်။အဲ့ညမှာသူ့အိမ်ထောင်ရင်းနဲ့သူ့သားသမီးတွေကို ဆုံးရှုံးနိုင်တဲ့အချက်အသေးနဲ့ရင်ဆိုင်နေရတဲ့ဇမ်ဘရီခမညာတခင်ယေရှုကိုယုံကြည်လက်ခံဖို့ ဂရေဟမ်ရဲ့ဖိတ်ခေါ်ချက်ကိုသူလက်ခံခဲ့တယ်အဲဒီနောက်ဇမ်ဘရီရဲ့ဘဝကလုံးဝပြောင်းလဲသွားခဲ့ပါတယ်အဖြစ်ဆိုးကိုအောင်ပွဲခံတဲ့သူ့ရဲ့ဇလန်းကသမိုင်းတွေရုပ်ရှင်တွေများစွာပြီးတော့စာအုပ်တွေလည်းထုတ်ခဲ့ပါတယ်စာအုပ်ထဲမှာ unbroken ဆိုတဲ့စာအုပ်ကနာမည်ကြီးအယောင်ရဆုံးစာအုပ်ဖြစ်ပါတယ်ခရစ်တော်ကိုလက်ခံပြီးတဲ့နောက်မှာဇမ်ဘရီနီရဲ့ ဘဝအပြောင်းအလဲဖြစ်စေတဲ့တချို့သောမတ်သားမှုနဲ့ပါတဲ့အရာတွေကတော့အိမ်မက်ဆိုးများကနေသူလွတ်မြောက်သွားပဲပြောချင်တာကသူအိမ်မက်ဆိုးတွေနောက်ထပ်မမက်တော့ဘူးအရက်တောက်ချင်းကနေသူလွတ်မြောက်သွားတယ်ပြီးတော့သူ့ကိုညင်ပါနှိပ်စက်ခဲ့တဲ့ဂျပန်တွေကို ခွင်လွတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်လူးဇမ်ပရီကပြောင်းလဲပြီးတဲ့နောက်မှာဖြစ်ပျက်ခဲ့တဲ့အရာတွေ ။ခင်ယေရှုကိုကယ်တင်ရှင်အဖြစ်လက်ခံ ပြီးတဲ့နောက်မှာယုံကြည်သူတိုင်းအတွက်အံ့ဖွယ်အသွင်ပြောင်းမှုတစ်ခု ဖြစ်လာပါတယ်ဆိုတာတွေ့ရတယ်။ကျွန်တော်တို့ဟာလည်းဖခင်ရဲ့အလိုတော်တိုင်းလက်နဲ့ချလာတဲ့အခါမှာကျွန်တော်တို့ဟာကျွန်တော်တို့ရဲ့အပြုမှုဟောင်းတွေကိုကျေနာမှုကောင်းမြတ်မှုတစ္ဆာရှိမှုနူးညံ့သိမ်မွေ့မှုနဲ့မိမိကိုယ်ကိုမိမိထိန်းချုပ်မှုတို့ဖြင့်အစာထိုးနိုင်မှာဖြစ်ပါတယ် ဒီကဘာကြီးကနူးညံ့တိမ်မွေးမှုကိုဖော်ပြခြင်းမပြုဘဲနဲ့ပိုမိုကျင်နာမှုပြီးတော့ကောင်းမြတ်မှုကိုအသုံးပြုနိုင်မယ်လို့တင်ယုံကြည်နိုင်မလားလက်တွေ့ကျင့်သုံးဖို့အတွက်ကဲတင်ခြင်းနဲ့အတူပါလာတဲ့ဝိညာဉ်တော်ရဲ့လက်ဆောင်များအတွက်ဖရာသခင်ကိုဂျေဇူးတင်တဲ့ကဲ့သို့အထူးသဖြင့်ဘဝအခက်ခဲသော အခါမှာအဲ့ဒီလက်ဆောင်တွေကိုအသုံးပြုဖို့မမေ့ပါနဲ့လေးနဲ့စွာလေးလာဖို့အတွက် မာကု9နိဂနိ29ယူဒာ1 24ဤကောခိုင်း30အငယ်9တို့ကိုဖတ်ရှုပါကျေးဇူးတင်ပါတယ်